ဒီကနေ့ကကျွန်တော်ဒီမှာမွေးကနား2ကွက်ဒီဘက်ကိုတင်ပေးတာစက်တိုက်အောင်သွားတာနိဒီဒီ940 5 3တော့အဲ့မှာ2ကွက်စက်တိုက်ကမွေးကနားအောင်သွားတာအဲ့နှစ်ပတ်စက်တိုက်အဲ့မှာဒီကောင်ကလည်းမပါတယ်မတဲအောင်သွားတယ်ဒီကောင်ကလည်းမပါတယ်မမဖမ်းမိရဘူးအဲ့တော့မှမွေးချစ်ဆိုတဲ့အပတ်မှာဒီပပလီမာတော့ပြခဲ့တယ်ပေါက်ကြတာပေါ့ဗျာအဲ့တော့အဲ့ line လေးကနေဟိုက်တဲ့သူရတာပေါ့အဲ့ဒီဒီ2ကွက်အောင်သွားတဲ့ line လေးကနေကျွန်တော်ပြန်ထွေးတော့အဲ့ line လည်းအများကြီးချောင်းနေတာခဏရှိနေလို့လေအဲ့ line လည်းအများကြီးကလင်နာမှာနှစ်ကွက်ပဲဖြစ်ထားတာပေါ့နော်ဒီမှာကလင်နာမှာ ဒီကောင်ခုခု9ခွေ9ကက်လိုင်းနဲ့နှစ်ကက်စီခွဲဆော်တယ်ထမဒီကောင်လာပြီးတော့တေးတယ်နော်ဒီကောင်မဲငါ9တက်တက်လို့ပြင်နေမှာဆောင်းတာနှစ်ကက်ရှိတယ်ပေါ့အဲဆောင်းပြီဆိုတော့ဒီ9ဟာသူက9ထိတ်လုံးပြီသူကဗရစ်ရှစ်လို့ရိုက်တာအဲ့လိုရိုက်ခဲ့တာအဲ့တော့ဒီမှာလဲသူကတက်ပေါ့နော်ငါ9တက်တက်လို့ပြင်နေမှာနှစ်ကက်ပဲရှိတာပေါ့ထိတ်ရှင်းနောက်နောက်ဝိတ်တုံးလုံးနဲ့ဆောင်းထိုးတာလေငါ9တက်တက်လို့နောက်ဝိတ်တုံးလုံးဆောင်းထိုးတယ်ထိုးပြီးဆိုတော့လဲသူကဒီသူ့အောက်ကကနာကိုအဲ့ဒီ9ဟာအထိတ်လုံးဝင်ပြီးတော့ဒီက78ပုံပုံပြရိုက်တာပေါ့နော် အဲ့ဒီလိုသူကပုံပေလို့ရိုက်ပြီးရတယ်သူ့အနောက်ကကဏန်းကတဲ့သူကတဲ့သူ့နောက်ကကဏန်းကသူက1 2 3 4 5 6 9 8 9 8နည်းမြောက်ကသူကဒီမှာ9နည်းမြောက်က1 2 3 4 5 6 9 8 9 9နည်းမြောက်ကဒီ5ခုခုသူ့နောက်ကကဏန်းသူ့နောက်ကကဏန်းပေါ့နော်အဲ့ဒီ5ခုခုကဒီ8 9နည်းမြောက်ကိုသူကဒီ20နဲ့နှစ်ကြိမ်ကဏန်းနေ22ကြိမ်ကဏန်းဒီ5ခုခုအဲ့လိုသူရက်ခဲ့တာသူ့နောက်ကကဏန်းအောင် အဲ့လိုငါကိုခုံလို့ရိုက်တဲ့အခါမှာသူဒီသူမီးရောင်လေမီးကိုမီးပွင့်တာမီးရောင်လေအယောင်ကြီးကလင်းရောင်ကြီးနော်ကြည့်ကြလို့စိတ်နောက်ရှိဖြစ်နေတယ်ခဏလေးဗျာအယောင်ကဘယ်လိုလုပ်အောင်အဲ့တော့ဒီမှာဒီသူကဒီဝမ်းချင်းကစားတော့လား၈၉နေနဲ့ပေါ့၂၀နေချင်းကနာဘူးဒီကိုခါကအပိတ်လိုဝင်နေဒီအပိတ်ငါးဟာငါးထိတ်လိုဒီလိုကူးပြီးတော့ထွက်ခဲ့တာအဲအဲ့ဒါဆိုရင်ဒီနောက်ကကနန်းကလည်းစိုက်ကြီးကဒီတက်တယ်ပေါ့နော်လှပါတယ် ီနောက်ကဒီ930ခန်းရတယ်အဲ့ဒီရှေ့9နှစ်မြောက်ကပဲတနည်းနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်9နှစ်မြောက်ကပဲသူက20နဲ့2ကြိမ်ဒီလိုအကြိမ်ကခန်းနဲ့ရွေးရသူမရွေးခင်သူကစားခဲ့တဲ့နေရာရှိသေးတယ်နော်အဲ့မှာခန်းလေးပြဆက်လေးတောင်းမိတယ်ဆက်လေးတစ်ဖက်နဲ့ဆိုတော့ပြရတာအပေါ်ကမီးအောင်လာဟတ်နေကစားခဲ့တာအဲ့ဒီ तू तू မကစားခင် तू ဘာနဲ့လုတ်ခဲ့လဲဆိုတော့သူ့နဲ့ဒီ ူ့နဲ့ဒီအကျင့်ကိုက်ပေါ့နော်အကျင့်ကိုက်ကဒီ20 16ကျင်ကဏ16ကျင်ကဏပေါ့ဒီကောင်က16ကျင်ကဏ16ကျင်ကဏကိုသူကဒီဘယ်လိုလုပ်လဲဆိုတော့ဒီမှာသူ့ပုံမှာ4 4ဘိတ်ဆိုပြီးဒီလိုမျိုး4 4လေးပြစ်ဆိုပြီးတစ်လေးလေးဆိုပြီးခွေးထားတာအဲအဲ့ဒီလိုဖြစ်တာဖြစ်တဲ့ကဏကအဲ့ဒီနောက်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်6နှစ်ရမှဆိုတော့လိုက်ထွက်လိုက်ထွက်တော့ကျွန်တော်တို့ဆော့တယ်ဒီမှာခုံခုံငါးငါးကက်ကူနှစ်ကက်စီခွဲဆော်တာတွေကအကြောင်းအရုပ်ရှိတာပေါ့ခုံခုံငါးခွေတဲ့နောက်ကိုသူကကစားခဲ့တာကစားခဲ့ပြီးတာနဲ့သူကဒီအတူနဲ့ပုံစံတူပဲနောက်ကက်မှလည်းသူကဒီခုံခုံငါးလို့ခွေခဲ့တာပဲအဲ့မှာခုံခုံငါးခွေခဲ့တာပဲ အခွန်ခွန်ငါးခွေတဲ့နောက်မှာဒီမှာကြာမဲ့ဒီလေးတစ်ခွန်ကလည်းသူ့လည်းပုံစံတူပဲအဲ့ဒီ6 6နှစ်မြောက်က17တင်ကနေလေးတစ်ခွန်သူ့ဘောမှာလေးတစ်တစ်လို့ဒီလိုမျိုးခွေထားတာအဲ့လေးတစ်တစ်လို့တစ်တစ်လေးလေးလို့ခွေထားတဲ့ဒီအောက်ကကနန်းလေးအဲ့လိုလုပ်ပြရတဲ့ကဒီအဲ့ဒီသူ့နဲ့အချိန်ကကကနန်းသူ့နဲ့အချိန်ကကကနန်းအဲ့ဒီငါးခွန်ခွန်ကနောက်9နှစ်မြောက်ကဟဲ့ဒီငါးတစ်တစ်ရဲ့နောက်ကိုလိုက်ထွက်တာထွက်တဲ့အချိန်မှာသူ့ရှိရာကိုခါကိုကိုဘိငါးငါးဘိကိုငါးထိတ်လို့ရှိရတော့ဝမ်းကြီးနဲ့ကစားသွားတာကနန်းကလည်းအတိအစအဆန်ချိန်သွားတယ်အဲ့အဲ့လိုမျိုးစိုက်ကြရကြတော့ဟိုတရတယ်ပေးတယ်ပေးတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ အဲ့ဒီအယူဆတွေကြောင့်ပဲအဲ့ဒီသူ့နဲ့အချိန်ကြက်က350ကိုလည်းအဲ့ဒီလိုပဲနောက်ကိုးနေမြောက်ကိုလိုက်ပို့တော့ဒီ9တိတ်လို့စောင်းပြီးခါမှသူကသူ့နောက်ကိုးတဲ့ချိန်တုံညာခါတုံညာပြေးဝင်ပြီးဒီ9ဘက်က9ထိလုံးဝင်ခဲ့တာဝင်ခဲ့တယ်ဆိုတော့ကျွန်တော်ကဒီနှစ်ကက်ကလေးလေးဆိုရင်ကြိုက်တယ်တဲ့တဲ့ချိန်မှာဒီ9ကိုခုကနောက်နှစ်ကိုလိုက်ထွက်တယ်9ကိုခုနဲ့လိုက်ထွက်တယ်အဲ့ဒီ9တိတ်လို့စောင်းနေဟဲ့ကိုးတုံညာကိုး9လည်းနောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တယ်အဲ့မှာနှစ်နှစ်ဆက်လိုက်အထက်အောက်ပြောင်းပြန်နေတွေ့ချလာတာအဲ့တော့ဒီမှာကလည်းဒီ9တိတ်ဆိုတဲ့စောင်းတဲ့ကောင်ကနောက်ကကဏန်းကလည်းနောက်ကိုးနှစ်မြောက်ကောင်လည်းနောက်နှစ်ကိုလိုက်ထွက်တယ်ဒီမှာပြောင်းပြန်နေတွေ့တာနော် ဒီအစ်ဦးရှိရဒီ9တက်တက်လို့စောင်းထားတဲ့လေးလုံးငါးတယ်နောက်တစ်နှစ်ကျော်လိုက်ထွက်တာခုမှကျတော့ဒီ9တက်တက်လို့စောင်းတဲ့3999ကနောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တော့ဒီကောင်ရဲ့ခဏရဲ့အောက်ကိုထွက်တယ်ဒီကောင်ကကျတော့ဒီကောင်ရဲ့အပေါ်ကိုဂျူထွက်တာလှည့်စားတာပေါ့နော်အဲ့တော့ခွဲလှည့်စားတယ်ဆိုတော့အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနောက်ကကနနောက်နှစ်ကိုထွက်တယ်ထွက်တဲ့ချိန်မှာသူကဘာလဲလုပ်နေဆိုတော့ကျွန်တော်ဖမ်းမိကြတာဒါလေးရောထောက်ကိုပါတာပေါ့နော်465ဆိုပြီးတော့465ဆိုပြီးထိစီဆုံးလုံးတန်းတယ်ထိစီဆုံးလုံးတန်းပြီးတော့ဒီ653လေးဆိုပြီးတော့ပြန်ထောက်တာ အဲ့လိုချုပ်ပြီးတော့သူကထွက်လာအဲ့ဒီငါတက်ကြည့်လို့စောင်းထူးတဲ့၈၉နှစ်မြောက်ကလာခဲ့တဲ့ဒီခွန်ငါးခွင်နောက်မှာကြာခဲ့တဲ့၈၉နှစ်မြောက်က၂၂ကျင်းကဏ္ဍကြီးကအဲ့ဒီထွက်အဲ့ဒီနောက်နေ့လိုက်ထွက်တော့ကြာရောလေးချောင်းငါလို့လှဲပြီးငါထိုင်နေချုပ်တယ်ချောင်းငါလေးလို့လည်းပြန်ထောင်းတယ်အဲ့ဒီနောက်ကိုသူကလိုက်ထွက်လာထွက်ပြီဆိုရင်အဲ့ဆိုဟုတ်ပြီဒီဒီနောက်ကငါတက်ကြည့်လို့စောင်းနေကောင်းတယ်နောက်နေ့ကိုလိုက်ထွက်တော့ဟောဒီမှာသူကလေးချောင်းငါလို့ထိတ်စူးတုံးလုံးလှဲလာအလင်းရမှာကျွန်တော်ကိုမနှဲကြည့်နေရတယ်ဗျာငါချောင်းငါလေးလို့ဒီလိုထောင်းတယ်နော်အဲ့ဒီအလင်းရမဟုတ်ဘူးနော်ခဏလေးခဏလေးခဏလေးမချောင်းငါလေးလို့လည်းထောင်းပြီးထွက်ခဲ့တာ ဒီမှာ၄၆၅လို့လဲတယ်၆၅လေးလို့ထောင်တယ်အဲ့ဒီကနန်းရှင်းနေထဲကဒီ၅တစ်တစ်လို့စောင်းနေတော့ကောင်အဲအဲ့တော့ဒီမှာလည်းသူကဒီနောက်နှစ်ကိုလိုက်ထွက်တဲ့အချိန်၄၆၅လို့လဲတယ်၆၅လေးလို့ထောင်တယ်ထောင်နေတော့ကောင်ကနောက်နှစ်ကိုလိုက်ထွက်တယ်၅တစ်တစ်လို့စောင်းနေတော့ကောင်ပါအဲ့ဒီလိုသူကထွက်ပြီးတာနဲ့ဟာဒီ၆၅လေးလို့ထောင်တဲ့အချိန်နှစ်ချိန်၃ချိန်၃ချိန်ရအောင်တပွဲကျော်လိုက်ဟာဒီ၃ညာကိုငါ့ကိုကျွန်တော်ကသွားပြီးတော့ကျွန်တော်အဝေးထောက်တော့တိတ်မကြိုက်ဘူးနော်ကျွန်တော်ကအနီးကပ်ကိုကပ်ဖမ်းတာဒါပေမဲ့အဝေးထောက်ကမပေးဘူးလားဆိုပေးတယ်ဒါပေမဲ့အဝေးထောက်ကအနီးထောက်ကဆိုတော့တပတ်တပတ်ကိုအကွက်တည်းအများကြီးမန်မန်ကန်းယူနေတဲ့အချိန်မှာတော်တော်ခက်တယ် ကမူလီလိုက်ရတယ်ကျွန်တော်ကဒီအနည်းထောင်နဲ့ပဲလိုက်တဲ့အချိန်မှာတနစ်မှာတော့သူကမြင်တောင်တနည်းတထောင်ဆိုတော့ကြာတော့မြင်တောင်ပြီးတယ်အခုအဝေးထောက်ကလည်းပြီးတယ်အနည်းထောက်ကလည်းပြီးတယ်အနည်းထောက်ပြီးတဲ့အချိန်ကိုယ်ယူစားနေတဲ့ရမယ်ဒီလိုမျိုးကျွန်တော်ကဆက်နေနေသွားတာစုံချက်ချင်းနေပေါ့နော်အဲ့တော့ဒီလေးချောင်းကအဲ့ဒီကဏ္ဍရဲ့အဲ့ကြောင့်တကောင်ကနည်းနည်းအဝေးထောင်လို့ကျွန်တော်သိတော့မကြိုက်ဘူးကြိုက်တယ်ဆိုတော့ထိုးမှန်ပါတယ်ဒီဒါကမှန်ပါအရင်ရှိတော့ပဲကျွန်တော် main over main over နော်မှန်ပါအဲ့တော့အဲ့ဆိုရင်ကျွန်တော်ကဒီချောင်းကားလေးလို့ထောင်းတာနဲ့တူတယ်တစ်ချိန်နှစ်ချိန်သုံးချိန်ဆောင်းစင်းနဲ့အောက်တပွဲကြော်ကြာခဲ့တဲ့9000ရာ3000 ကနန်းအဲ့ဒီကနန်းသူ့ရှင်းနေသေးကဟောဒီ196ရဲ့ပြန်ကြကနန်းရဲ့အပေါ်ကော196အဲ့ဒီ196ကဘယ်ကနေကြလာလဲဆိုတော့ကြတော့ဟာဒီမှာ395လို့သူ့ရဲ့ငင်းကုန်ကဒီ196ကပြန်ကြတယ်ပြန်ကြပြီလေသူရနောက်နှစ်ကိုလိုက်ထွက်တဲ့အချိန်မှာဒီကောင်နေနဲ့အချိန်တိုင်းထွက်ပြေဆိုရင်ဟဲ့ဒီကောင်နဲ့အချိန်တိုင်းကိုလိုက်ထွက်ပြီးတော့ထွက်မယ်ဆိုရင်သူ့ရှင်းနေထည့်ကပြန်ကြကနန်းဆိုတော့ကျွန်တော်662ရဲ့အပေါ်ဒီ3669ကိုကြိုက် သဘောကျတယ်ပေါ့။ဘာဖြစ်လို့လဲဆိုဒီ662ဟာသူ့ရဲ့ဒီမှာ3969နဲ့မြင်းကုံကဒီတပွဲကျော်တနည်းကျော်မြင်းကုံက662ကပြန်ကြပြီးရတယ်။သူ့အပေါ်ကနာနောက်နှစ်ကိုထွက်တဲ့အချိန်မှာဟော်ဒီဆွန်နာကဒီ65လေးလို့ထောင်းတဲ့အချိန်ကိုလှမ်းထုတ်ထုတ်လာထုတ်မယ်ဆိုရင်ထုတ်လို့ရတယ်ပေါ့။ဒါပေမဲ့ကျွန်တော်ကတော့အဝေးထောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအနီးထောက်ကစားတဲ့စနစ်ကိုပဲပုံပြီးသွားတာပေါ့။အဲ့ဒါမှသူအနီးထောက်ပြီးတာနဲ့ကို့အယူဆတက်တာနဲ့ဆိုရင်အနီးထောက်ကတော့ကို့အနိုင်တက်နိုင်တော့ကိုလိုက်ရှာတယ်ပေါ့နော်။အဲ့ကြောင့်လည်းကျွန်တော်ကဒီချက်ထွက်ပြီးဆိုဒီနားအထောင်၃လုံးခွေအထောင်၃လုံးလှဲအထောင်၃လုံးဆောင်ထုတ်အဓိကထားကိုဦးစားပြီးရှာတာ ကျွန်တော်အယူဆကြတော့ဒီအပေါ်ကနေ तू ကဒီကဏ္ဍထွက်တဲ့အထောင်သုံးလုံးနေဆက်ညွှန်လာတဲ့ဟာတွေက तू ကကလင်နာမှာ तू လှည့်စားခြင်းဒီအပေါ်မှာအငိုက်ပုံကပ်ပြီးထောင်းလဲအခွေအဲဒီလိုမျိုးလုပ်မယ်လို့ကျွန်တော်ယူဆပြီးအဲကြောင့်မလို့ကျွန်တော်အနည်းကအထောက်ပြနေပဲဦးစားပြီးရှာတာပေါ့နော်ဒါကတော့အဝေးထောက်အဲ့ဒါဆိုရင်ဒီ366ကကျွန်တော်ကဟိုအရင်ကလည်းပြောထားပြီးရှင်းနေထက်ကပြန်ချကဏ္ဍရဲ့အပေါ်ကနောက်နေ့ကိုထွက်နိုင်တယ်ဆိုတော့အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီ9ခုလို့နှစ်ဦးမှာခွာတာတကက်669လို့ပုံစံတူပုံစံတူပေါ့နော်အနည်းအပေါ်ကိုလည်းထောင်းတယ် အဲ့လိုင်းနဲ့ကျွန်တော်ရိုက်တင်တော့ရပြီပဲအဲ့တော့ဒီငါးခုလို့ခွာပြီ669တို့နှစ်အကွာဝေးလိုက်အတူတူမှဒီမှာထောင်းပြီထောင်းပြီဆိုတာနဲ့အဲ့ဒီထက်မှကျွန်တော်တို့ကအဲ့ဒီထက်ကကနန်းတကွက်ဒီ669စီနီယာတွေပါဒီပြောတော့ပေါ့ဗျာဒီ656ဘဲရဲ့တောင်းပါကနန်းကိုသူက1 2 3 4 5 6 9 8 90 11 12 13 14 15 16 16နှစ်အပေါ်လိုင်းကိုသူကပုံစံပြပြကြအချင်းကဒီ656ကနေအချင်းကိုပေါ့နော်656 656ရဲ့ဇောင်းကဒီကနန်းကိုပေါ့နော်ရိုက်ခဲ့တာ ဘာကြောင့်ညံ့လဲဆိုဟာဒီ5 6ရဲ့သူကနေတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်ခုနှစ်ချိန်ခုနှစ်နှစ်မြောက်ကိုသူက5 6ကနေခုနှစ်နှစ်မြောက်ကိုသွားလိုက်ရယ်ဒီ190ဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီ6 6 9ရဲ့ရှင်းနေတယ်မှာသူက6 6 9ဒီ6 6 9ရဲ့နှစ်ထဲမှာသူလိုက်ထွက်ထားတာအဲ့ဒီ5 6အဲ့ကြောင့်လေကောင်ကဒီကိုလှမ်းပြီးတော့ကစားရဲဆိုတဲ့သဘောအဲ့ဆိုရင်ကျွန်တော်ဒီ2ဦး9ခွန်လို့ခွာတဲ့နှစ်ထဲက2 3ခုကဏ္ဍကိုရိုက်သွားရတယ်အကြောင်းရင်းပေါ့နော်သူကသူ့ရဲ့တောင်းက 656တဲ့ဟာလို့အဲ့ဒီ656ရဲ့ခုနှစ်နှစ်နောက်ကိုပြန်လိုက်ကြည့်ပါနေ123456ခုနှစ်တော့လိုက်တာနဲ့366အဲ့ဒီ366ဟာအဲ့ဒီ669ထောင်းတဲ့နေ့ချင်းမှာဒီမှာမထွက်ဘူးကိုမှမပါလားဟာဒီနေ့ချင်းမှာလိုက်ထွက်တာအဲ့ဒါဆိုရင်သူ့ရဲ့တောင်းဝကဏ္ဍကို123456789374345166နှစ်မြောက်အပေါ်လိုင်းကို3ခုနှစ်က6ခုရှိလို့ပဲဒီလိုပုံစံလို့အဲ့လို669ထောင်းတာနဲ့အဲ့လိုရိုက်ခဲ့တာရိုက်ခဲ့တယ်ဆိုတော့ အဲ့ဒီ90 56ကလေဒီခုနှစ်နှစ်အပေါ်လိုင်းရောက်အောင်ကဒီမှာလိုက်ထွက်ပြီးထွက်ပြီးရတယ်သူကနောက်နှစ်ကိုနောက်နှစ်ကိုသူကလိုက်ထွက်တော့ဟောဒီမှာသူက36ဒီနှလုံးလာထောင်ထားလို့ကျွန်တော်ကနည်းနည်းတရရောက်ဝင်နေတယ်36ထောင်ထားပြီးတော့360ဆိုပြီးရော39လို့ကြာခဲ့တာအဲ့ဒီ39ကလေသူကခါးနဲ့တင်ထားတာတင်ထားတဲ့အတွက်ကြောင့်39ထိနေပြန်ပြီးတော့အာတော့ရန်ထိုးရမှာပေါ့နော်ဒီလိုများအချိန်ကြီးရချာတော့မလားလို့ပေါ့နော်36ထောင်ပြီး360ထောင်ပြီးတော့အဲ့ဆိုရင်ဒီကောင်ကလည်း39ပါရေခဏပြီးတော့ဒီမှာသူက36လို့နှလုံးထောင်ထားပြီးထောင်ထားတဲ့အတွက်ကြောင့် 3966ဆိုပြီးတော့ရိုက်ချသွားမလားလို့ကျွန်တော်နည်းနည်းတန်လျောက်ဝင်ဒီလိုင်းရဆိုရင်အဲ့ဆိုရင်တိုက်ရဆိုရင်တော့ကျွန်တော်ကတော့အကြိုက်ဆုံးကြီးတော့မဟုတ်ဘူးပေါ့နော်ဒါကဟိုအရင်ကကိုကြီးချောင်းခဲ့ဘူးတဲ့ကနန်းဖြစ်တော့ဒဲ့ကိုအာရန်တင်တာပေါ့နော်အာတော့ရန်ပေါ့ဒါက36ကိုပဲပြပြီးတော့3ညထိတ်ကိုညှောင်း3ညထိတ်ကိုအကြိုက်ခွေးပြီးတော့ကြာပတ်လေလေထွက်သွားတယ်လေဟုတ်လားကနန်းစင်တော့အများကြီးရှိတာဟုတ်တနည်းအဲ့တော့3966ဒဲ့နဲ့အာရန်ကိုဖိုးတင်တယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်ဒီ3966ကိုဘာကြောင့်အဲ့လောက်ဟိုဖြစ်လဲဆိုတော့ ကလေးနာမှာကျွန်တော်တို့ပြောခဲ့ဘူးလေကျွန်တော်ဒီမှာ line မောက်စတဲ့ခါစားမယ်နှစ်လေးတက်လို့ဒီလိုအခွေလေးတွေနှစ်လေးတက်လို့ခွေရပထမနှစ်ကမှတော့ဒီမှာ6 5လေးပါနော်6 5 4တက်ဆိုပြီးတော့ပါသူဖြစ်ခဲ့တာဖြစ်ခဲ့တဲ့အောက်မှာသူက4 6 6 9ဆိုပြီးတော့ရိုက်ခဲ့တာနော်အဲ့ဒါဆိုရင်ကလေးနာမှာဒုတိယကပ်ဒုတိယကပ်မှာဒီမှာနှစ်တက်နှစ်လေးတက်ဆိုပြီးဒီလိုခွေတာနှစ်လေးတက်ဆိုပြီးခွေရခွေရအောက်မှာ6 6ပုံစံသူရိုက်တာသူကလှည့်စားတာကဘယ်လိုလှည့်စားလဲဆိုတော့ကျွန်တော်ဒီကိုယ်တုံကတော့အောင်ခဲ့တဲ့အယူဆအဲ့တော့ဒီမှာနှစ်လေးတက်လို့ခွေပြီခွေပြီဆိုတာ ਨੇ သူရအောက်မှာ 196ရဲ့နှက်ခတ်196ဆိုပြီးတော့ကစားတာအဲ့မှာကျွန်တော်ပါဝါတီ143ရော196ရဲ့ပါဝါတီ143ရဲ့နှက်ခတ်ရဲ့ဆိုပြီးတော့ပြောခဲ့တယ်အဲ့မှာတချို့လည်းရန်ကွက်ကပေါက်ကြတာပေါ့သူက3ကက်လုံးကလည်း196ဆိုတာကအာကြီးမြင်တာလုံးနဲ့အတွက်ပြီးဖို့အခဲကြီးနေပေါ့နော်196ဒါတော့ तू ကက်လှည့်သွားတာဒီရဲ့အောက်ကကဏ္ဍကပြန်မကြောက်ဘူးပြန်မကြောက်ဆိုတော့အဲ့ဒီနေထဲက तू ကနှလုံးပေါင်း9000နဲ့ကဏ္ဍပြန်ကြတယ်နှလုံးပေါင်း9000နဲ့ဒီမှာ90တော့ပြန်ကြတယ်ပြန်ကြပြန်နေ तू ကသူ့ဘွားကဏ္ဍနောက်နေ့ကိုထွက်တယ်ဟုတ်နော်သူ့ဘွားကဏ္ဍနောက်နေ့ကိုထွက်ခဲ့တာ အဲ့အဲ့ဒီတော့ကျွန်တော်ကဒီမှာနှလုံးပေါင်း5ဒံနေပဲနော်အဲ့တော့1လေးတိအခွေအောက်ကဘုံမှာကျွန်တော်6 6ကပြန်မကြအောင်တို့ပေမဲ့အဲ့ဒီသူ့အောက်က6 6ကချင်းနှလုံးပေါင်း5ဒံပဲ6 6ဆိုတော့ပြန်ကြတော့လားပြန်ကြတော့ပြန်တယ်သူ့ဘုံကဒီ140ကိုနောက်နှစ်ကိုထုတ်ခဲ့တာထုတ်ခဲ့တဲ့ချိန်ကျွန်တော်ကဖမ်းမိတာဘာနဲ့ဖမ်းမိလို့76နဲ့အချိန်ကိုက်တယ်လေ76လားဒီနားမှာရှိရဲ့သူအထောက်ရှိတယ်အချိန်ကိုက်ဘာနဲ့တော့အဲ့တော့ကျွန်တော်တို့ဒါညမှာအနိကအထောက်ရှိပါလေဘုသူများတော့ကျွန်တော်မေ့တဲ့တော့ဖြစ်နေပြီ6 6တက်လား အနောက်နေကိုလိုက်ထွက်ပေါ့နော်အဲ့ဒီလုံးပေါင်း900တန်းနဲ့အဲ့ဒါဆိုရင်အဲ့ဒီနှစ်လေးတစ်ခုရဲ့ခရီးကတူကဒီမှာကျတော့သူက196အဲ့တော့ဒီမှာကျတော့သူက196ပုံစံလိုမဟုတ်နက်ခတ်ခဏဖြစ်တယ်ဒါပေမဲ့သူကဒုတိယကန်နဲ့တတိယကန်ကိုတစ်မျိုးတစ်ပုံချိန်ဆက်သွားတာ196ပြန်ကြအဲ့ဒီအပေါ်ကနောက်နေကိုထွက်ဆိုပြီးတော့ကျွန်တော်ကဖမ်းခဲ့တာဗာတဲ့ဖမ်းခဲ့တာဒီမှာအကိုတို့များတော့ကျွန်တော်တို့အဲ့ဒီလမ်းကနေတုံကအထာနဲ့ဖမ်းလိုက်တော့ကျွန်တော်အဒီလမ်းအောင်သွားခဲ့တာအောင်သွားခဲ့တယ်ဆိုရင်ဒီလမ်းမှာနေပါအောင်ကျွန်တော်တို့မှမဟုတ်အတွေ့အကြုံကိုဒီမှာမေ့နေတယ်အထောက်ပါ၄၈ခု အနောက်နေကိုထွက်ဆုပ်ပြီးအမှဖမ်းခဲ့မိတာအဲ့ဒါဆိုရင်ကျွန်တော်တို့ကသူကရောရိုက်သွားတာဗျရောရိုက်သွားတာကဘလို့ရောရိုက်လဲဆိုတော့ကလနာရဲ့တဘာပါပဲနော်သူကဒီနှစ်ချင်းလိုက်ကောဟိုတပင်ကြော်လေးရောဟောလာနှစ်ပင်ကြော်လေးဆိုရောရိုက်တယ်ဟိုဖြစ်တယ်ဖြစ်တယ်ဆိုရင်အဲ့ဒီနှစ်ချင်းပါရနှလုံးပေါင်း9000ကျန်တာနေပြန်ကြတာဟိုပြန်ကြတယ်ဆိုတော့ဒီရောရိုက်တာအဲ့တော့အဲ့ဒီဒီမှာအဲ့တော့အဲ့ဒီနှစ်ထဲကဆိုဒီနှစ်လေးတစ်ခွေနဲ့နှစ်ထဲက သူမတိုင်ခင်သူဘာတွေကစားခဲ့လဲဆိုလေးထိန်နဲ့ပရင်းငါကနန်းနေသူပြန်ရခဲ့တာနောက်နေ့ကိုလိုက်ထွက်နော်အနောက်နေ့မှာသူနှလေးတက်ခွေရဲ့ဆိုလဲကျွန်တော်ယူစားအဲ့ဒီလိုသူကလေးထိန်နဲ့ပရင်းငါကနန်းနောက်နေ့ကိုထွက်တော့သူစောင်းမှာဗရိတ်ချောက်လို့ရိုက်တာဗရိတ်ချောက်ရိုက်ပြန်လဲသူတောင်းမှာသူသုံးကပ်မှာတော့သူကပုံစံလူလုပ်သွားတယ်ဒါပေမဲ့ဒါတော့မူခွဲလေးနဲ့လုပ်တာနော်သူကမှဗရိတ်ကုန်းပုံတယ်ပထမနှစ်ကပ်မှာတော့ရှစ်ခိုးချောက်နဲ့ကပ်နဲ့လုပ်တာနှလေးတက်တွေခွေပြီးတော့အဲ့တော့ကျွန်တော်ဒီနှလေးတက်မခွေခင်ရှင်းနေတဲ့ထဲမှာသူကနှလေးဆက်တဲ့သုံးထိပ်လေးထိပ်နဲ့ပရင်းစံလာပြီးတော့ သုံးခိနေပရိငါကနေနောက်နေကိုထွက်ထွက်ပြီးရတယ်သူ့ရဲ့ဆောင်မှာပရိ6ပြီးတော့ပရိခွန်နှစ်လေးတည်းလို့ကနှစ်ကစီနဲ့အဲ့လိုကစားတာပေါ့နော်ဒီမှာကြည့်မယ်ပြီးတော့နေထိုင်နေပရိပရိငါကနေနောက်နေကိုထွက်တယ်သူ့ရဲ့ဆောင်မှာနှစ်လေးတည်းလို့ခွေးတယ်မှ6 6 5 4တဲ့အဲ့အဲ့တော့သူကမှာ6ကို6ပုံစံလိုရိုက်တယ်အဲ့တော့ကျွန်တော်တို့သုံးခိနေပရိငါကနေနောက်နေကိုထွက်တယ်ထွက်ပြီးနှစ်လေးတည်းလို့ခွေးတယ်ဟဲ့မှလည်းသူက6 5 4တည်းလို့သူကထောင်းထားတာပဲထောင်းထားတော့အဲ့နှစ်လေးတည်းလို့ခွေးရဲ့ဆောင်မှာအဲ့မှာ6ကို6ရိုက်တယ်ရိုက်တယ်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာလဲလေးထိတ်သုံးထိတ်နှစ်ထိတ်အဲ့ဒီနှစ်လေးတည်းမခွေးဘူးသူရှင်းနေတယ်ထဲမှာဒီမှာနှစ်ငါနှစ်ထိတ်နဲ့ပရိငါကနေနောက်နေကိုဒီမှာထွက်ခဲ့တယ် ထွက်ခဲ့ပြီးတာ ਨੇ အဲ၄ကလ၅ကလလောက်မှမတူနိုင်တော့အဲ့ဒီအဲ့ဒီကိုထွက်ပြီးရင်သူကဗရိတ်၁၆ဗရိတ်၁၅ဒီမှာဗရိတ်၄ဆိုပြီးထွက်ခဲ့တာဒီမှာ၂၄ဗရိတ်ဖြစ်လို့ဒီအောက်မှာသူက၃ဗရိတ်ပဲပြီးတာဟိုမှာကျတော့၁၀ကျော်ဗရိတ်ပြီးဖြစ်လို့မလို့သူက၂၀ကျော်ဖြစ်တယ်မှာခဏနေရဟို၈၉၆နှစ်ကွယ်လုံးနဲ့ဗရိတ်လိုင်းနဲ့သူလေးသွားတာအဲ့မှာ၄ကကျတော့သူက၄ကအထာနဲ့ဘယ်လိုလုပ်လဲဆိုတော့အဲ့ဆိုဟုတ်ပြီဒီလိုင်းကသူညှော့ရိုက်နေပြီရိုက်နေပြီဆိုတော့ကျွန်တော်ကဘယ်လိုတွေးလဲဆိုတော့နှစ်နှစ်စီနှစ်နှစ်ဆိုတာ ပေါ့နှစ်နှစ်ကတည်းကနာမည်ကိုထွက်တယ်ဒီနောက်မြတ်မှာကျတော့သူကနှစ်ထိပ်ပြီးတော့တစ်ထိပ်နဲ့ဗရိတ်ကနာကနာတော့ရိုးရိုက်ပြီဗရိတ်ကနာနောက်နှစ်ကိုသူက ဒီမှာဒီမှာထွက်သွားပြီပေါ့နော်ဒီမှာသူကဗရိတ်6ဗရိတ်4ဗရိတ်6ဗရိတ်5ဗရိတ်4ဆိုပြီးသူ့ရဲ့ဇောင်းမှာသူကဒီ2023မှာ544ဆိုတဲ့ကနေထွက်ထားတယ်ဒီမှာ544အဲ့ဒီ544ရဲ့သူ့ရဲ့ဇောင်းကိုထည့်လိုက်ရင်ဗရိတ်3ပဲမ544 544လို့544လေနော်ငါးလေးလေးသူရဆောင်ပါဆိုငါးလေးလေးဆိုဗရိတ်တော့မယ်အဲ့တော့ဗရိတ်တော့ကစီလေးကဆိုင်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီနားအနီးကနေဟိုငါးကအဝေးထောင်းနေတော့နှစ်ဗရိတ်နှစ်ထိန်နေဗရိတ်ငါးကနေနောက်နေထွက်အဲပြီးတော့တစ်ထိန်နေဗရိတ်ငါးကနေနောက်နေကိုထွက်အဲ့တော့သုံးညထိန်နေဗရိတ်ငါးငါသုံးညထိန်နေဗရိတ်ငါးကနေနောက်နေထွက်ဆိုပြီးကျွန်တော်ကဒါက မြန်မာတွေကိုပေးထားတာလေးကတ်ငါးကတ်များပေါ့အဲ့ဒီမြန်မာကဖုံးကြည့်ဟိုဘာတွေလောက်ချက်ရှိလဲဆိုတော့အဲ့ဒီလိုဆိုတော့ဒီဗရိတ်ငါးကနန်းနဲ့ထွက်ခဲ့လို့အဲ့ဒီနှစ်ထဲကနှလုံးပေါင်း9000တဲ့ကနန်းကဇောင်းတစ်ပင်ပြုတ်ပက်ရခဲ့တာပက်ရခဲ့တာအဲ့ဒီဗရိတ်ငါးကလေးထင်းနဲ့ဗရိတ်ငါးကနန်းနောက်နဲ့ထွက်တော့အဲ့တော့ဒီမှာကလည်းသုံးထင်းနဲ့ဗရိတ်ငါးကနန်းနောက်နဲ့ထွက်တယ်ဒီလိုဖြစ်စဉ်ဖြစ်ပြီးရတယ်အဲ့ဒီနှစ်ထဲကနှလုံးပေါင်း9000တဲ့လေးတဆယ်ကနောက်နှစ်နောက်နှစ်ကိုထွက်ခဲ့တာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာနှစ်ထိတ်နဲ့ဗရိတ်ငါးကနန်းနောက်နဲ့ထွက်တော့9900ဒီပေါ်ယူဒီနားယူလဲရတယ်ဒီနားယူလဲရတယ်အဲ့တော့ဇောင်းတစ်ပင်ကျော်ဒီလိုထွက်ခဲ့တာ အဲ့ဒါဆိုရင်တစ်ချိန်နဲ့ပဲပရိင်္ဂါကဏ္ဍဒီမှာထွက်သွားပြီမှမဟုတ်ဘူးဆိုတော့အဲ့ဒီနှစ်ထဲကပဲဟာမှ9 40နှလုံးပေါင်း၅၀၅ပြည့်ပြည့်ဖြစ်လို့သူကနှလုံးပေါင်း၅၀နဲ့ကဏ္ဍနေပဲပြီးဇောင်းတစ်ပိတ်ကျော်တိတို့ပြည့်ရခဲ့တာအဲ့ဒါဆိုရင်ဒီနှစ်ထက်က၃၀ပြည့်နဲ့၅ကဏ္ဍနောက်နှစ်ကိုထွက်ပြီးရတယ်ဒီနှစ်ထက်ကနှလုံးပေါင်း၅၀တို့မဟုတ်သူကဒီလိုဇောင်းတစ်ပိတ်ဖော်မွေးနေပေါ့နော်တက်ပင်ရှိတိုင်းတော့နှလုံးပေါင်း၅၀နဲ့ကဏ္ဍဆိုဒီလိုရိုက်ချင်မှလည်းရိုက်တော့မယ်ဖော်မွေးဖြစ်နေဒါမှမဟုတ်နှလုံးပေါင်း၅၀မဟုတ်ဖက်နေဆိုရင်ဒီဒီနောက်တစ်နှစ်ကြာဒီ၃၆ကလည်းဒီလိုဇောင်းတစ်ပိတ်ကျော်တက်ရိုက်သွားနိုင်တာပဲသူကတက်ပင်ရှိတိုင်းတော့လိန်ကြီးအဖြစ်ဖြစ်နေလိန်တော့တာဟုတ်ပြီအဲ့ဆိုရင် ုနေမျိုးသူမင်္ဂလာပါနော်အဲ့ဆိုရင်ဟုတ်ပြီအဲ့ဒီလေးကက်ကိုအလုပ်လုပ်တော့အဲ့ဒီနှစ်ထဲကလေးထိုင်တဲ့ပရိင်္ဂါကဏ္ဍနောက်နှစ်ထွက်ပြရတယ်အဲ့ဒီနောက်နှစ်ထဲကပြန်ရကဏ္ဍညအပေါ်ကကဏ္ဍတစ်ခွက်ဟာနောက်နှစ်ခွက်ကတော့ဒီမှာ90ဆရာအဲ့ဒီနေမှာတစ်ခွက်ပဲရှိတော့ဒီဘဝရှိလေးရှင်နောက်နှစ်ခွက်ဖတ်သွားတာအဲ့ဒီအယူဆတွေပဲတောင်းထိုင်တဲ့ပရိင်္ဂါကဏ္ဍနောက်နှစ်ထွက်တော့အဲ့ဒီနောက်နှစ်ထဲမှာပြန်ရကဏ္ဍဒီမှာအဲ့ဒီအပေါ်ကဏ္ဍနောက်နှစ်ခွက်လိုက်ထွက်တာမင်းလေးတိအခုရအပကနပြန်ကြကျွန်တော်နှစ်ကစီနဲ့ခွဲဖမ်းလိုက်တဲ့ချိန်အဲ့ဒီလေးစနောက်နှစ်ကိုထွက်အဲကြည့်လေနမ်းမအကျိန်ဖမ်းလာတာရှိတယ်ကျွန်တော်မင်းနေတယ်လို့ပြောလို့စေအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ နှစ်လေးတိလို့ခွေရသူ့ရဲ့အောက်ကခဏ196ထွက်တယ်ပေါ့နော်နှစ်ထိုင်နဲ့သူ့ရှေ့နေထဲမှာလည်းနှစ်နေစက်တိုင်းနှစ်ထိုင်နဲ့ပတင်းကခဏရွေ့လာပြီရွေ့လာပြီရတယ်အဲ့ဒီနေထိုင်ကတိ196ကနှစ်လေးတိအခွေအောက်ကခဏပြန်ကြနှစ်ကနဲ့ခွဲဖမ်းလိုက်ချင်390နောက်နှစ်ကိုထွက်ဆိုကျွန်တော်ဖမ်းခဲ့တာအဲ့ဒါဆိုပြန်နှစ်ကနဲ့ခွဲလောက်ရရင်ဒီနေရာမှာ196ကဒီမှာ395ရဲ့ဒီတပင်ကျော်မြင့်ကောင်ကဏပြန်ကြခဲ့တယ်ပေါ့လက်ဆင့်ကအထောက်ပေါ့နော်နှစ်ကက်နဲ့ပြန်ခွဲခိုင်းအဲ့လိုဒီမှာလည်း395ရဲ့ဒီတောင်းဝကဏဒီတပင်ကျော်က66နှစ်ကပြန်ကြခဲ့တာနှလုံးပေါင်း5000နေတော့မဟုတ်တော့ဘူးမဟုတ်တော့ဘူးဆိုတော့ကြတော့အဲ့ဒီအပေါ်က6 366နောက်နှစ်ကိုထွက်ဆိုရင်ကျွန်တော်ကတွေးကြည့်ရပါတော့နော်ဒါကနောက်နှစ်ကိုထွက်ဆိုရင် ဒီနေရာမှာသူဆောင်းနှက390နဲ့ဒီ line လေးလို့သူကအဲ့ဒီ390နဲ့နှက်ကတ်ကိုဒီနှက်နှက်ကတ်စီးနေကြည့်မယ်ဆိုရင်တော့ဒီမှာနှစ်ထိန်နဲ့ပရင်းငါးကနားပေါ့ဗျာနောက်နှစ်ထွက်သွားပြီပေါ့ထွက်သွားပြီဆိုတော့ထားလိုက်ပေါ့အဲ့ဒီ399နဲ့ဒီတပင်ကျော်ငင်းကုန်ကနားပြန်ကြပြန်တယ်သူ့ဘွားကနားနောက်နှစ်ထွက်တဲ့အချိန်မှာဆောင်းနှက်ကကျွန်တော်တို့ပြောခဲ့တယ်ပြောခဲ့တဲ့ဒီ line ပေါ့ဒီ line ငန်းငါးတတိလို့စောင်းနေစောင်းနေနောက်ကခဏနောက်နှစ်ကိုထွက်တဲ့အချိန်မှာ6 6 5လို့လေးတယ်65လေးလို့ထောင်းတယ်သူနဲ့အကျင်တက်ကိုလိုက်ထွက်တယ်ပေါ့ဗျာဟုတ်လားအဲထွက်တဲ့ခဏသူရှင်းနေထဲကဟောဒီ3965 196ပြန်ကြအဲ့ဒီ196ရဲ့အပေါ်ကခဏကိုအဲ့ဒီကိုအကျင်တက်ကိုပို့ခဲ့တယ်ဆိုရင်အခုဒီမှာလက်ဒီမှာငါးတတိလို့စောင်းနေစောင်းနေနောက်ကငါးငါးသုံးခဲ့ခဏနောက်နှစ်အားလုံးလည်းကနောင်နေကိုထွက်တော့ဒီမှာ465လို့လဲတယ်65လေးလို့ထောင်းတယ်ထောင်းတယ်အချိန်တိုင်းကိုပို့မယ်ကနသူရှင်းနေသေးကဟောဒီ590နဲ့ဒီမြင်းကောင်ကကန660နဲ့ပြန်ကြတော့အဲ့ဒီအပေါ်ကကနအဲ့ကိုထည့်မယ်ဆိုရင်ဒါက366 ရှိရပေါ့နော်ဒါကတော့ကြိုက်ရင်လည်းထိုးဒါပေမဲ့6ကဒီပွဲကိုသူက6နာပူနေရတယ်ကျွန်တော်တို့စောင့်နေကြလမ်းကြီးမှာရှိတယ်နိရှိတယ်ဆိုတာကဒါကလောက်တက်တယ်နော်သူကုတ်ကပ်ပြီးတော့လောက်သွားတယ်နော်လောက်သွားတာကဗာလဲဆိုတော့ဒီမှာပေါ့ဗျာခွန်တော့ပိတ်လို့ဟမ်စောက်ပြန်တော့ပုံနေဒီမှာပေါ့ခွန်ပိတ်ခွန်ပိတ်လို့ကလင်နာမှာ22ဂျင်း23ဂျင်းမှာထက်တာခွန်ပိတ်ခွန်ပိတ်လို့ထက်တာဒါပဲရှိတယ်အဲ့လိုထက်ပြရတဲ့အဲ့ဒီနှစ်ထဲက ပထမဆုံးအပေါ်ကခွန်ထိန်တဲ့ကနားပြန်ကြခဲ့တာပြန်ကြခဲ့နားရှစ်ခါရဲ့ဇောင်းပါပေါ့အဲ့လိုနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒုတိယကဒီမှာခွန်ပိတ်ခွန်ပိတ်လို့ထပ်ပြီးဆိုတာလေအဲ့ဒီအပေါ်ကဟမ်ဒါမဟုတ်ပါဘူး22ကျင်း23ကျင်းခွန်ပိတ်ခွန်ပိတ်ထပ်တာဘယ်ရောက်ပါမျိုးလုံးနဲ့တော့ပြောင်းဒီမှာအဲ့ဒီအပေါ်ကခွန်ပိတ်တဲ့ကနားကအဲ့ဒီနေ့ထဲကအပေါ်ကပြန်ကြရှစ်ခါပြီးတော့ခွန်ခါရဲ့တောင်းအောင်ဇောင်းအောင်ပြန်ကြခဲ့တာနော်အဲ့ဆိုရင်တတိယကဒီမှာခွန်ပိတ်ခွန်ပိတ်လို့ဒီမှာထပ်ပြီးထပ်ပြီးဆိုတာလေသူ့အပေါ်ကပထမဆုံးခွန်ပိတ်တဲ့ကနားကအပေါ်ပြန်ကြတို့ရောက်ဖို့ရှစ်ခါခွန်ခါ6ခါရဲ့ဇောင်းအောင်ပြန်ကြခဲ့တာ အပြန်ကြခဲ့တယ်ဆိုတော့သူ့ရဲ့နောက်နေ့ထဲမှာကျွန်တော်တို့လိုက်ခဲ့တဲ့စနစ်ကပြီးခဲ့တဲ့နေ့က73အခွအောင်းသွားတာလေအဲ့လိုက်ရမယ်နောက်နေ့ထဲမှာအပိတ်လူအပိတ်နဲ့ရှစ်ထိတ်နဲ့ပုံတွေတွဲတဲ့ကစားပွဲပါလာတာနော်ပထမနေ့ကမှဒီနေရာမှာလည်းပြီးသွားလို့ကျွန်တော်ကကြိုက်တာနော်နောက်နေ့ထဲမှာအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာခုံပိတ်ခုံပိတ်ထားတာနဲ့အဲ့ဒီနောက်နေ့ထဲမှာပထမနေ့ကမှတော့နှစ်ထိတ်နှစ်ထိတ်နဲ့ဒီမှာရှစ်ထိတ်ပုံတွေတွဲသွားတာကျွန်တော်တောက်လျှောက်ပြင်းပြင်းနေတာအဲ့မှာနော်ရှစ်ထိတ်ပုံတွေနဲ့အပိတ်လူအပိတ်နဲ့အဲ့ဆိုရင်ကျွန်တော်ကဒီနောက်နေ့ထဲမှာဒီမှာအောင်းသွားတာကအပိတ်လူအပိတ်နဲ့ ရှစ်ချိန်နဲ့တွဲဆိုတဲ့အစားခွက်ကိုကျွန်တော်ကခြင်လိုက်တဲ့အချိန်ဒီမှာနံပါတ်မှာ share order ခွက်ကောင်းက893နှစ်ခတ်လမ်းသွားတယ်အနှစ်ကနေအဲ့မှာခွက်ထမ်းလိုက်တာဒီရဲ့အထောက်အကူပေါ်ပြန်ဒီမှာကလင်နာမှာ95လေးလို့95လေးလို့ထောင်းတာနှစ်သက်ရှိတာကိုရှိပြီဆိုတော့လည်းသူ့ရဲ့နောက်ကအခွားအခွားလို့ဆင်းပြီးရတယ်နှစ်သက်စီကပြီးခဲ့တဲ့ပွဲကျွန်တော်1အခွား6ခွားနေရာမှာ1ဒီအလုံးပိုင်းကိုတိအခွားသို့မဟုတ်တိအလုံးပိုင်းဆိုဖြန့်လိုက်တယ်လို့ပဲလीဟုတ်လား6ခါနဲ့အဲအဲ့ဆိုရင်ဒီမှာလည်းကိုငါးလေးကိုထောင်းပြီဆိုတော့လည်းသူ့ရဲ့နောက်ကဟာအပိတ်တူအပိတ်နဲ့ဟိုကျွန်တော်တို့က ခွအခွလို့ဆင်းမယ်လို့ကျွန်တော်ကယူဆခဲ့တာယူဆခဲ့ပြီးရတဲ့ဒီညမှာကဏ္ဍပါမလို့ရှေ့9နေမြောက်ကကဏ္ဍဆိုတာသို့ပေမဲ့ तू က6ပုံတင်နဲ့နှစ်ကမှတွဲချသွားတာကဏ္ဍလူကဏ္ဍပေါ့ဗျာဟုတ်လားအလုံးစံနဲ့ရောင်းရင်လည်းဒါကဏ္ဍလူကဏ္ဍလို့လားဘဟုတုပြမှတ်သားစီရလိမ့်ဒီဒါလေးပြမှတ်သားထားမှရတယ်ပေါ့နော်ဒါကအဲ့ဆိုရင်အဲ့ဒီလို तू ကကစားကွက်တွေပါလာပြီဆိုတော့ရှစ်ထိန်ပုံတွေတွဲသွားတယ်ကစားကွက်သူရဲ့နောက်နေထဲမှာကျွန်တော်ပြောခဲ့နှစ်နှစ်ခုပေါ့ဗျာနှစ်နှစ်ခုမွေးနေမွေးကြပေါ့နော်အဲ့ရှစ်တနှစ်ကျော်ကဒီမှာနှစ်ကျော်ကကဏ္ဍအနှက်ကစီရခွဲချသွားတာနှစ်နှစ်နောက်နေ့မှာပထမနှစ်ကမှနှစ်ဦးလေးမှပေးထားတာရှစ်တနှစ်ကျော်ကဒီနှစ် တုံးရနေနေအဲ့ဒီကောင်ရှစ်တနှစ်ကျော်ကလာခဲ့တဲ့ကောင်တနှစ်ကျော်သုံးကကူးတယ်ဘယ်ရအောင်ဆိုသူကနှစ်နှစ်6လို့ထောင်းတယ်1 6လို့တည်တဲ့ဘေးကဘေးက290ကိုနောက်တနှစ်ကျော်ကိုထုတ်ပြီးတာနဲ့သူကဒီလိုအချိန်ကြက်ကြက်ရိုက်သွားတာဒါမှကဒုတိယကတတိယကအဲ့ဆိုရင်ဒီတိုင်းမဲ့ဒီမှာလဲအဲ့ဒီစီကျော်ထဲမှာသူကဒီနှစ်နှစ်6လို့ထောင်းပြီး1 6လို့လဲထောင်းတာထောင်းပြီးတော့သူ့ရဲ့ငင်းပေါ်မှာကနန်းကိုနောက်နောက်တနှစ်ကျော်ကိုထွက်ပြီးထွက်ပြီးရတယ်သူကဒီလိုအချိန်ကြက်ကြက်ရိုက်သွားတာဒါအချိန်ကရက်ချသွားတာအချိန်ကဆုံးတော့3နှစ်နေရိုက် ပထမတစ်ခါမှကြာလာဒီတိုင်းပဲသူရဲ့နောက်နေ့ထဲမှာနှစ်ဦးမှသူကပထမတစ်ခါမှကြာလာနှစ်ဦးမှုလေးပေါ့ရှစ်တနည်းကျော်လာခဲ့တယ်ကောဒီမှာရှစ်တနည်းကျော်ကငါးလေးစီမငါးလေးစီသူရှစ်တနည်းကျော်မှလည်းရှိတယ်တနည်းကျော်သုံးကကူးတယ်ပေါ့ဗျာတနည်းကျော်ကူးတယ်တနည်းကျော်ကူးတယ်ဒီကစားပွက်ထဲမှာအဲငါးလေးစီကဒီမှာကလည်းသူကလည်းဒီခွန်ခွန်နှစ်ဦးအဲ22ကျော်23ကျော်ခွန်ပိတ်ခွန်ပိတ်ထားတော့သူကဒီတုံညာနေ့နေ့ကနောက်တနည်းကျော်ကူးတယ်နောက်တနည်းကျော်ခုန်ကူးတယ်ဟုတ်လားအဲ့တော့ဒီမှာလဲ390ခုလို့ဖြစ်တာ ਨੇ သူ့ရဲ့ရှစ်တနှစ်ကျော်ကကနန်းကနောက်တစ်နှစ်ကျော်ကူးတယ်တနှစ်ကျော်ဒီလိုဒုတိယကနဲ့တတိယကကြာတော့သူကအချိန်ကစနစ်နဲ့သူက လှည့်ချလှည့်ချသွားတာအဲ့အဲ့ဒီကစားကွက်ထဲမှာပါပါလဲဆိုတော့အဲ့ဒီကစားကွက်ထဲမှာကျွန်တော်တို့ဒီဗတိ6တုံးကလည်းဗတိ4တုံးကလည်းဖမ်းခဲ့တယ်အပိတ်ကိုပိတ်ပဲကြာသေးတယ်ပေါ့နော်အဲ့ဒီထဲမှာဗတိ6ဗတိ6ရဲ့ကနားအပိတ်ကိုအပိတ်လိုဆင်းပြီး6ခါနဲ့တွေးတာပဲနော်6ခါနဲ့တွေးတာဒါကစားကွက်ဆောင်းကအပိတ်ကိုပိတ်လို့လုပ်ပြီး၈ထိနဲ့တွေးတယ်ပေါ့နော်အဲ့တော့သူအဲ့ဒီမျိုးထဲမှာဗတိ6ပြီးတော့ဗတိ9ဗတိ9ရဲ့အောက်ကကောင်ကအပိတ်ကိုအပိတ်နဲ့6ခါနဲ့ပုံကြီးတွေးတာနော်အဲ့ဆိုရင်ဟုတ်ပြီ ရင်းနေတယ်မှာအပိတ်တူအပိတ်နဲ့၆ခါပုံတယ်မတွေ့သေးဘူး၆တော့လုံးမှန်ပြီးတော့ရတယ်နော်ဒါပေမဲ့စိုက်ကြီးကပြောလို့မရဘူးတော့အဲဆိုရင်ဒီညမှာ၆၆ပိတ်က၆ပိတ်ဆွဲချရင်၆ခါနဲ့ပုံတယ်တွေ့ရင်၆နောက်ဘူးနဲ့ရှေ့စီးကြီးရှိအဲဆိုကြမလို့ကျွန်တော်တုံညာ၆၆လေးကိုပြောရခြင်းဖြစ်တယ်ပေါ့နော်ရန်နိုင်နေဆိုရင်တော့ကျွန်တော်ကဒါကဒီတုံညာ၆၆နောက်ဘူး၁၀ခွက်ကရန်နေတယ်လို့ရန်လို့ရတယ်ဘာလို့ဆိုရင်ဒါကတော့ကြိုက်မှလည်းထူနော်တုံညာ၆၆ဒီ၆၆ဒီ၆၆ ကြိုင်ထုံနော်ဆောက်ထွားအဲဆောက်ထွားကြီးရလဲဒီနေ့ကျွန်တော်တို့ဒီ၆၆ကိုထောင်းနေလိုက်ရနေနော်ရှိတယ်ကျွန်တော်ကထွားရင်၆ထွားကြိုက်တာခွန်ကြိုက်၆၆၆၆ကြိုက်လို့ဆိုတော့အဲ့ဒီဆက်ကွက်ကိုစီစီဆွဲကြည့်ပေါ့နော်ပါပါလေးလေးပေါ့ကျွန်တော်တို့အကြိုက်ဆုံးကြီးမဟုတ် ျွန်တော်ကတော့ membership ဩကတော့ကျွန်တော်ဗာနေကန်ထားလို့ကျွန်တော်၈သုံးဘွဲကန်ထားလေးဒါကတော့ member တစ်ခွက်ကောင်းအာ၈သုံးတွင်းနေပြီအဲ့ဒီ၈သုံးတွင်းကလည်းကျွန်တော်မျှဝေပေးခဲ့မယ်နော်ဆယ်ခွက် line ပေါ့ဗျာဆယ်ခွက် line ကိုပေါ့ကိုအဲ့ဒီဘာတွေကိုကိုကြည့်ကြပြီးတော့ညာကူးပြီးတော့ကစားပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကကျွန်တော် site ထဲမှာ၃ကတ်နှစ်ကတ်အကွက်ရွှေတွေမှာ၈သုံးတွင်းနဲ့ကနားကန်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအရှိတုံးတွဲကိုကစားပွက်ကိုလိုက်ကြည့်တာဖြစ်နိုင်လားလက်ဆောင်တောင်းတွင်းနဲ့ရှာတာပေါ့ဗျာနော်ကျွန်တော်ကနှစ်ကက်တိနဲ့ဖြတ်ခံတာကိုသဘောကျတယ် လိလာလိုက်ဆိုင်လေအဲ့ဒါနှစ်ကန်းစီနဲ့ဖြတ်ဖမ်းတဲ့ဟာဒီကလေးကမှပို့ပြီးတော့လိလာတော့အဲ့ဒါနဲ့ဖမ်းတာပေါ့နော်အဲ့လိုဖမ်းတာဖမ်းတဲ့ဆိုတော့အဲ့ဒီရှစ်သုံးအတွဲဆိုင်ကိုနှစ်ကန်းလေးနဲ့ပြမယ်ဒီနေရာမှာနှစ်ကန်းဆိုင်ကိုကျွမ်းကျင်ပြီးတော့နှစ်ကန်းဆိုင်ကိုသဘောပေါက်နားလေတယ်ကျွန်တော်ပြန်ကြည့်ကြပါရင်ခြောက်သုံးဆိုင်ကကြီးလေးပြပြီးပြီအဲ့ဒါနှစ်ကန်းပဲပြပြီးပြီအဲ့တော့ဒီမှာခြောက်သုံးဆိုင်ကကြီးမှလေးကွာရောက်ခဲ့တာ နှစ်ကပ်နဲ့ပဲဆောင်းနှက်က669ထောင်းနဲ့လိုင်းရပဲလေဒီမှာ669ထောင်းနဲ့နှစ်ကပ်ပဲရှိတာရှင်းပြီဆိုတာနဲ့သူ့ရဲ့ခါးရဲ့ခါးထောင်သုံးလုံးဒီမှာ190ရီနောက်နှစ်ကိုလိုက်ထွက်ထားတယ်လို့ဒီ90ခါးထောင်သုံးလုံးအဲ669ထောင်းနှစ်ကပ်ရှိတယ်ဒီမှာ669ထောင်းပြီဆိုတော့နဲ့သူ့ရဲ့ခါးသုံးလုံးကဒီမှာ6သုံးလုံးကြီးဖြစ်နေတာအဲနှစ်ကပ်ပဲနော်နှစ်ကပ်ပဲအဲနှစ်ကပ်ကလေးအဲဆိုရင်ကျွန်တော်တို့ဒီမှာ235လို့ခလင်းနာမှာဒီနှစ်ကပ်ရှိတယ်235လို့ထွက်ပြီဆိုတော့သူက3နှစ်ကျော်မှာနှစ်ဦးမှာပရိ23ကရိုက်တာနှစ်ကပ်ပဲရှိတာဒီကပ်23ပရိနော်23ပရိမဟုတ်အဲ့တော့ဒီမှာ235ဒီမှာထွက်ပြီဒဲပေါ့နော်အဲ့ဒါနဲ့ညလည်းမထွက်ဘူးဆိုပြီးထွက်ချလာတာပဲ နောက်တော့နှစ်ကြောင့်၅နှစ်ညမှာနှစ်ဦးမှာသူ23ပရိလို့ကစားတယ်နှစ်ကပ်ပဲရှိတာအဲ့ဒီနှစ်ကပ်လေးအဲ့ဒီလို့သူက23ပရိကစားခဲ့ခြင်းကြောင့်3နဲ့3ပါဝါ8နဲ့တွဲပြီးတော့သူက8ကြိမ်မှာပဲကစားတယ်သူကပတ်သက်မှုလीနော်3နဲ့8နဲ့ပတ်သက်မှုလေ3ရှစ်အခွာကစားတာနော်အဲ့ဆိုရင်ကျွန်တော်ဒီ23ပရိကကလန်နာ2ဦးမှာနှစ်ကပ်ပဲရှိတော့အဲ့ဒီထဲမှာ3ပါဝါ8ဆိုပြီးတော့သူ8ကြိမ်မှာပဲ3ခုတဲခွာတာ3ခုတဲခွာတာနော်တဲခွာပြီဆိုရင်အဲ့ဒီ3ခုကနောက်တစ်ချိန်ပြန်ကြတယ်နှစ်ချိန်အောင်ကြတာရယ်နော်3ခုကဒီမှာပြန်ကြလို့ဆိုတော့ ဲ့ဒီ၃ရှစ်ကိုဒဲခွာခဲ့တာက၄ခါနဲ့တည်ခဲ့ခြင်းကြောင့်14ချိန်မှာ14ချိန်မှာအဲ့ဒီ၃ရှစ်ကပြန်ဒဲခွာတာပြန်ဒဲခွာတာခွာပြီးတော့သူက14ချိန်မှာနော်အဲ့14ချိန်မှာခွာပြီးတာလေသူကဘယ်လိုခွာလဲဆိုတော့သူကဒီအုပ်ပေါ်မှာ၄ခါခံတာအဲ့ဒီ၄ခါကသူကနေတစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၆ချိန်တော့အကွာဝေး၄ခါလုခါလို့လန့်ရိုက်ပြီးကမှအဲ့ဒီ၃ရှစ်အတွင်း၄ခါနဲ့၃ရှစ်၈ချိန်မှာတည်ခဲ့တယ်2ဦး23ပြိမ့်မလို့ရှိ သုံးပါပါရှစ်နဲ့တွဲပြီးတော့သုံးရှစ်လို့ခဲ့ခွာပြီးတော့ရှစ်ချိန်မှာခဲ့ခွာခဲ့တယ်ခွာတဲ့ချိန်မှာ၄ချိန်မှာ၄ခါထည့်ခဲ့ခြင်းကြောင့်သူက၁၄ချိန်မှာပြန်ပြီးတော့သုံးရှစ်အတွဲပြန်ဆင်းတယ်ဆင်းတဲ့ချိန်မှာသူ့ပုံမှာ၄ခါပုံပြီးခံပြီးတော့၆ပြင်းမြောက်ကို၄ခါတူခါကစားပြီးတာနဲ့သူကနှလုံးပေါင်းကြီးနဲ့၈ပဲလीဟုတ်လားဒါ၂၃ပြည့်စီဆိုတော့သုံးဆိုတော့သုံးပါပါရှစ်ဟုတ်လားဒါသူ့ရဲ့အုပ်စုကဏ္ဍကြီးပေါ့နော်သူ့ရဲ့မျိုးနွယ်စုကဏ္ဍကြီးအဲ့လိုကစားပြန်သူ့အောက်ကို၁၄ချိန်မှာကစားခဲ့တာအဲ့လိုထူးခြားတာနော်အဲ့ဆက်က ။အဲဒီကျွန်တော်22ဦးမှ23ပြည်ကြောင်း၈ချိန်မှာ30လို့ထဲခွာပြီ။ခွာခဲ့တဲ့တော့ကြာသူ၈၈ခါနဲ့တကယ်ချင်းကြောင်သူက16ချိန်မှမကြောက်ဘူး။17ချိန်မှသူကြာသွားမယ်။ကြာသွားမလားပေါ့။ဒါ17ချိန်ရောက်ပြီလေ။အဲ17ချိန်မှရောက်ခင်မှာသူ့အပေါ်မှာ၄ခါလို့ခံတယ်။အဲဒီ၄ကလည်းသူ့အပေါ်6ချိန်ရောက်မှာသူကလည်း6ချိန်ရောက်မှာ1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ရောက်မှာ၄ခါလို့တည်တယ်။အဲဒီ၄ခါခါတူခါလို့6ချိန်ရောက်ပေါ့ဘူးရိုက်ပြီးကမှ17ချိန်မှကြာမယ်။အဲဒီ17ချိန်က8ချိန်မှ38 နှစ်ဦးပရိ23ချောင်း၈ချိန်မှာ38တက်ခွာတယ်ခွာခင်ရောက်ရှစ်ခါကြောင့်သူက17ချိန်မှာအဲ့ဒီ38အတွက်ပြန်ကြမယ်ကြားမဲ့ချိန်မှာသူ့ဘုံမှာ6ပင်ညောင်းမှာ4 4ပင်ကျော်6ပင်ညောင်းမှာ4ခါတူခါကစားပြီးကြမှာအဲ့ဒီ38အတွက်ပြန်ကြမယ်အဲ့တော့တုံးရှိအတွေ့ရပြန်ကြမယ်ဆိုပြီးတော့ဒါမှနှစ်ကက်ပဲရှိတာနှစ်ကက်ရှိရတဲ့အကြောင်းကြီးကလည်းကျွန်တော်မှာပါတယ်မှာကကျွန်တော်ကဒါကတော့ပြလို့မရသေးဘူးကောနော်ဒါမှမပါဆိုင်ကြီးဆိုတော့မှာပါဆိုင်ကြီးဆိုပြလို့မရအဲ့တော့တုံးရှိအတွေ့ကကိုကအော်ဂနိုင်းကြိုက်နေပြီဆိုတော့တုံးရှိအတွေ့ဒီနဲ့လက်ရှာကြည့်လိုက်တော့အဲ့ဒါက ြင်တာကြီးအားကောင်းတယ်ပေါ့နော်ကျွန်တော်ရွေးရတယ်၄၆အတွဲရွေးတယ်ဟုတ်လားအခု၆၆အတွဲလည်းကျွန်တော်ကြည့်ရပဲအဲ့တော့နောက်ပိုင်းဆုံးဆုံးရလဲချိန်၃ရက်အတွဲမှာမတကွာကောင်းယူတဲ့ချိန်မှာ၃ရက်အတွဲနဲ့ယူလိုက်တယ်အဲ့တော့ရွေးမဲ့ရွေးဖို့ကြီးကိုအဲ့၃ရက်အတွဲရဲ့ယာဇဝင်တွေလိုက်ပြီးတော့အထောက်ကြီးကြည့်တဲ့ချိန်မှာဒါလေးတွေ့တယ်နော်ဒါလေးတွေ့တယ်အဲ့တော့ကျွန်တော်ကဒါ၃ရက်အတွဲကကျွန်တော်မှန်ပါရဲ့မှန်ပါတကွာကောင်းအတွဲဖြစ်ပါတယ်နော်အဲ့တော့ကိုယ့်ကိုကြိုက်တာကစားယူပါအားလုံးလည်းကံကောင်းကြပါစေခင်ဗျာ